မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့အတွက်မိုးလေဝသနဲ့ဆရာဗီရာသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဆရာဗီရာညွှန်ကြားမှုအစီအထားမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်ရဲ့အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညာပူချိန်ချင်းနည်းများမှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်အောင်နေ့တကယ်ဒီဆက်စီရရောင်းနေခဲ့ပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီး နေပြီးတော့နေမကွေတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလရင်ပုံမှန်ပူချိန်တိုးထက်မြင့်တကယ်ဒီဆယ်စီယံနေရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနိုဝင်ဘာလရင်ပုံမှန်ပူချိန်တိုးထက်3ဒီဂရီဆယ်စီယံမှာ4ဒီဂရီဆယ်စီယံအထိပိုခဲ့ကကြံတန်းဒေသကြီးနေပြည်နယ်များမှာနိုဝင်ဘာလရင်ပုံမှန်ပူချိန်ခံတာရှိခဲ့ပါတယ်မြို့လိုက်ထူခြားတဲ့ညပူချိန်ခြေနေများမှာ ာခါမြို့မှာ9တကယ်လေးဆယ်စီယံဥတောင်မြို့မှာ10တသမာ8တကယ်လေးဆယ်စီယံလွိုင်းလင်းမြို့မှာ17တသမာ4တကယ်လေးဆယ်စီယံဟုံးလင်းမြို့နဲ့မချမ်းဘုံမြို့တို့မှာ17တကယ်လေးဆယ်စီယံစီမိုင်ယံမြို့မှာ14တကယ်လေးဆယ်စီယံကလေးဝမြို့မှာ14တသမာ3တကယ်လေးဆယ်စီယံရှမ်းပြည်နယ်တောင်ပိုင်းနန်းစံမြို့မှာ14တသမာ5တကယ်လေးဆယ်စီယံနဲ့တောင်ကြီးမြို့မှာ14တသမာ6တကယ်လေးဆယ်စီယံတို့ဖြစ်ကြပါရယ် မျိုးလားရတော့ခဲ့တယ်မှတ်သားပေါ်ရမိုးရေချိန်များမှာပျော်ဝယ်မျိုးမှာတုံညာတသမကိုတက်လက်မှာကိုကိုကျုံမျိုးမှာတုံညာတသမခွန်ကိုလက်မှာရိုင်းလီမျိုးမှာတုံညာတသမ63လက်မှာချိုးဝင်ကောင်းမျိုးမှာတုံညာတသမ39လက်မှာပင်လုံးမျိုးမှာတုံညာတသမ36လက်မှာနေပြီးတော့အုတ်ရာတီတီမျိုးတွေမှာတုံညာတသမ3တက်လက်မှာမိုင်းဖြဲမျိုးမှာတုံညာတသမ33ညာလက်မှာနေ နေပြီးတော့စင်ရသီတီမျိုးနဲ့မှာတုံညာတသမနေရှင်လမတို့တိုင်ထွာရရှိခဲ့ပါတယ်ဒီကနေ့နေလဲတနအီခွဲအချိန်မိုးလေဝသချိုတို့မှာဖန်ယူရရှိတဲ့ပုံအရကပ်ပလီပလဲပြင်းမှာတိန်ထုထန်နေပြီးဘင်္ဂလားပင်လယ်ော်မှာ တိန်နှင်းငယ်မှာ တိန်တည်တည်ဖြစ်ထွန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးထိပ်တောင်းများဖြစ်ထွန်မှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးထိပ်တောင်းများရွှေလျားရာနေရာတစ်လျှောက်မှာဝေယသွင်းခြင်းတွေအတူလေပြင်းတိုက်ခတ်ခြင်း မိုးထချောင်းချင်းမိုးကြိုချင်းလျှက်စီးလက်ချင်းနဲ့မိုးတီကြွေခြင်းစတဲ့မိုးလေဝသဖြစ်ခြင်းများဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တည်ပြုံနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နေငယ်မှာတိမ်တင်းဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေပြင်းရယောင်းနေနေတာကိုတွေ့ရပါတယ်။ကျွန်မပင်လေပြမမြဝချုပ်ပေါ်မုဒမာကွေ ။မွန်တနင်္သာရီကင်မရာရှောင်းနေကန်လော်ပင်လယ်ပြင်တို့မှာတခါတရံမူတက်လေးပြင်းများကြာရောက်ပြီးလိုင်းချီနိုင်ပါတယ်။မူတက်လေးပြကြစီရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြဝကျုံပေါ်မုံထမကွေမွန်တနင်္သာရီကင်မရာရှောင်းနေကန်လော်ပင်လယ်ပြင်တို့မှာရှစ်ပေမှာဆယ်ပေကန်ရှိနိုင်ပါတယ်။ကျန်မြမပင်လယ်ပြင်မှာလိုင်းတဲတဲရှိပါမယ်။ လိုင်းမြမရခိုင်ကံရန်ရှောင်းနဲ့ကမ်းလိုပင်လယ်ပြင်တို့မှာငားပေမှာခုနှစ်ပေကန်းရှိနိုင်ပါတယ်။မနေ့ပြန်မနေ့ဒီခမန်းဆန်များအနေနဲ့ကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျကျနဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရထပိုင်းမန္တလေးတိုင်းဒေသကြီးနေပြီးတော့ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ် ပဲပဲတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးနဲ့ရှမ်းကုန်းတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံရပြီးစကိုင်းတိုင်းဒေသကြီးရောက်ပါမကွေတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာ တိမ်တည်တည်ဖြစ်တော်မှာပဲအခုဆက်လက်ပြီးမနေ့ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မူလီဝတ္တနဲ့ဇလဗီရာခမန်းချက်များကို တင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ညီတော်အတွက်မနေ့ဖြန်မနေ့ထိမူလီဝတ္တအချင်းနီခမန်းချက်မောင်းတိန်တစ်တစ်ဖြစ်တော်ပြီးနေရာကွက်ကြောင်မိုးအနေငယ်ထစ်ချုံရွာဝယ်ရရှိပါရင်အနေဆုံးပူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရှန်ကုန်မြို့နယ်ညီတော်အတွက်မနေ့ဖြန်မနေ့ထိမူလီဝတ္တအချင်းနီခမန်းချက်မောင်းတိန်တစ်တစ်ဖြစ်တော်ပါမယ် အနိုင်ဆုံးပူချိန်မှာ22ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတွားအတွက်မနေ့ပြန်မနေ့အထိမိုးလေဝသအခြေအနေခမန်းကြမှာလေတင်းတင်းတင်းဖြစ်တော်မှာမိတ်အနိုင်ဆုံးပူချိန်မှာ22ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆယ်စီယပ် 61ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခက်မှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန် များအနည်းငယ်လျော့နေနိုင်ပါတယ်။ဘင်္ဂါဘလယ်အော်အချင်းဒီဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွားစမြအရဘင်္ဂါဘလယ်အော်အရှေ့တောင်ပိုင်းမှာ22ရက်17လ2025ရက်နေ့၌ လီဖီးယားနဲ့ရဝန်တခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။2025ခုနှစ်နိုဝင်ဘာလတတိယဆယ်ရက်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့လာနီညာအခြေအနေတွင်အီကွေဒါအနီးရှိ အပူပိုင်းပစိဘိတ်သမုဒ္ဒရာရဲ့ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့လေတုဖြစ်စဉ်များမှာအာအနေငယ်ရှိတဲ့လာနီညာအခြေအနေတို့ရောက်ရှိနေပါတယ်။နိုင်ငံတကာမိုးလေဝသဌာနများရဲ့တင်ချပုံစံပြမော်ဒယ်များခမှန်ချက်အရာ နိုဝင်ဘာလတတိယဆယ်ရက်ပတ်အတွင်းအာနေငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။လာနီညာဖြစ်စဉ်ပစိပိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်တော့လေအဆိုပါလာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာရှေ့ဘူးရအဖြစ်အရှိဘတ်မှာလေပွေလှိုင်းများတိုက်ခတ်ခြင်းကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်းများပုံပုံဖြစ်ပေါ်လာနိုင်ခြင်းဒေသချို့မှာ ညအပူချိန်များလျော့နေနိုင်ခြင်းနဲ့အချိန်အခါမဟုတ်မိုးရသောမှုဖြစ်စဉ်များပို့မိုးဖြစ်ပေါ်လာခြင်းစရင်ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လေရှိပါသည်။ဒါနီညာဖြစ်ပေါ်မှုနဲ့ပတ်သက်တဲ့အခြေအနေများအားအချိန်နဲ့တပြင်းကြီးဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပါသည်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နိုင်ချိန်ထုတ်ပြန်တဲ့မိုးရီဝဒနဲ့စရာပီတာသတင်းများပဲဖြစ်ပါသည်။ကိုစိန်နေပြကျမချမ်းသာကြပါစေရှင်။